မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်မေလ6ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်ရေဒီယို NUG ရဲ့စီးရီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားတော့မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ຫນွေယူနိုင်ပါအခုပထမဆုံးတစ်ပုတ် အနေနဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲ့တိုင်ရင်းစံပြတီမြင်အမိန့်ထုတ်ပြန်တဲ့သတင်းကိုတင်ပြပေးပါမယ် အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲ့တရင်စံပြူတင်မြင်အမိန့်ကို2025ခုနှစ်မေလ9ရက်နေ့ရက်စွဲဖြင့်အတည်ပြုထုတ်ပြန်လိုက်ပါတယ်။စံပြူတင်မြင်အမိန့်မှာ1ရည်ရွယ်ချက်တမိုင်းကြောင်းရည်မှန်းချက်နဲ့စံတန်ဖို့များ2စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ3တရင်များစံပြူဖွဲ့စည်းပုံ4အခြေခံတာဝန်ဝတ္ထုများ5 တဆိုင်ရာလုပ်ငန်းတာဝန်ဝတ္ထုများ6စံပြုလှုပ်ထုံးလုပ်နည်းများနှင့်စည်းကမ်းသတ်မှတ်ချက်များ9ထုတ်ပြန်ခြင်းပြင်ဆင်ခြင်းဖြည့်စွက်ခြင်းစတဲ့ကဏ္ဍများပါဝင်ပါသည်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်းများအားလုံးဟာအဆိုပါတပ်ရင်းစံပြုတည်ငြိမ်အမိန့်နဲ့အညီကျင့်သုံးဆောင်ရွက်သွားရမှာဖြစ်ကြောင်းအတိအပြီးထုတ်ပြန်အပ်ပါတယ်လို့ဖော်ပြပါရှိပါရခင်ဗျာ ဆက်လက်ပြီး PDF တပ်ဖွဲ့များပြည်သူနဲ့အတူ Federal Democracy ရဲ့အထွတ်ဆက်လက်တိုက်ပွဲဝင်လျက်ရှိတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ PDF တပ်ဖွဲ့များပြည်သူနဲ့အတူ Federal Democracy ရဲ့အတွက်ဆက်လက်တိုက်ပွဲဝင်လျက်ရှိကြောင်း2025ခုနှစ်မေလ9ရက်နေ့မှာကြာရောက်တဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တီထောင်ခြင်း၄နှစ်ပြည့်မြောက်တဲ့အထိမ်းအမှတ်နေ့မှာပါကာဖာအတန်မှ ဖော်ပြပါရယ်။သစ္စာဒိဋ္ဌန်၄ချက်ကိုစွဲကင်ထားတဲ့ PDF ဟာပြည်သူ့ကာကွယ်ရေးအဖွဲ့များပါကာဖာနဲ့မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များနဲ့ပူးပေါင်းကာအကြမ်းဖက်စစ်တပ်ကို၄နှစ်တာကာလအတွင်းပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ရာအောင်မြင်မှုများစွာရရှိခဲ့ ဲ့တယ်လို့ယခုအခါ PDF ဟာစစ်တိုင်းကြီး၃တိုင်းနဲ့တရင်၄၀၀ကျော်ဖြစ် အင်အားတောင့်တင်းလာပြီးတော့ပြည်သူလူထုရဲ့ယုံကြည်အားကိုးမှုကိုရရှိထားတယ်လို့ဆိုပါတယ်။ဤသမိုင်းဝင်နေမှာ Federal Democracy နဲ့ပြည်သူလူထုရဲ့လွတ်မြောက်ရေးအတွက်အသက်ခံတာကိုစွန့်လွတ်ခဲ့ကြတဲ့ PDF ရဲဘော်များနဲ့ကြာဆုံးသူရဲကောင်းများအားပြည်သူ့ကာကွယ်ရေးအဖွဲ့များကဥညွတ်အလေးပြုဂုဏ်ပြုခဲ့ပြီးတော့ PDF ဟာပြည်သူလူထုရဲ့ထောက်ခံမှုနဲ့မဟာမိတ်များနဲ့အတူဆီယနာရှင်စနစ်ချုပ်ငင်းရေးနဲ့ Federal ပြည်ထောင်စုတိဆောက်ရေးအတွက်ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းသိရပါပါတယ်ခင်ဗျာ။ ဆက်လက်ပြီးပြည်သူ့ကာကွယ်ရေးတပ်မတော်နေပြည်တော်တိုင်းစစ်ဌာနရဲ့တော်လှန်ရေးခရီးမှအာဇာနည်သူရဲကောင်း45ဦးမြင်းမြတ်စွာကြာဆုံးတဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။ မေလ9ရက်ပြည်သူ့ကာကွယ်ရေးတပ်မတော်ပြည်သူ့ကာကွယ်ရေးတပ် PDF ရဲ့ဖွဲ့စည်းတီထောင်ခြင်း၄နှစ်ပြည့်အထိမ်းအမှတ်အဖြစ်နေပြည်တော်တိုင်းစစ်ဌာနမှမိဘပြည်သူများထံတောင်းဝန်လွှာတစောင်းပေးပို့ခဲ့ပါတယ်။ယင်းတောင်းဝန်လွှာမှာ၂၀၂၁ခုနှစ်မှစတင်ကဆီယနာတိမ်မှုကိုစန့်ကျင်တော်လှန်ခဲ့သည့်၄နှစ်တာကာလအတွင်းနေပြည်တော်တိုင်းစစ်ဌာနမှအာဇာနည်တရားကောင်း55ဦးမြင့်မြတ်စွာကြာဆုံးခဲ့ရကြောင်းနဲ့ကိုအင်ကဆုံးလွှတ်ခဲ့ရသူ၂ဦးရှိခဲ့ကြောင်းဖော်ပြထားပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာຫນွေဥတော်လှန်ရေးကာလမှာတော်လှန်ရေးမဟာမိတ်ညီနောင်အဖွဲ့အစည်းများတော်လှန်ရေးအင်အားစုများနဲ့လက်တွဲတိုက်ပွဲဝင်ခဲ့ရင်ဆရာနာရှင်များကိုတီးရောက်စွာတွန်းလှန်နိုင်ခဲ့ကြောင်းတုံလွာမှာထည့်သွင်းဖော်ပြထားပါသည်။ဤတိုက်ပွဲများအတွင်အသက်သွေးချွေးများစွာပေးဆက်ခဲ့ရပြီးတော့ကြာဆုံးသွားခဲ့ရသူများအားလေးစားဂုဏ်ပြုကြောင်းဖော်ပြထားပါသည်။ ဒါအပြင်နေပြည်တော်တိုင်းစစ်ဌာနဟာပြည်သူများရဲ့စံထအတိုင်းဆ ਿਆ နာရှင်စနစ်အပီးတိုင်းချုပ်ငင်းရေးနဲ့လွတ်လပ်ပြီးတရားမျှတတဲ့ Federal Democracy နိုင်ငံသစ်ထူထောင်ရေးအတွက်ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းကတိပြုထားပြီးတော့ပြည်သူများအားတော်လှန်ရေးရဲ့အောင်မြင်မှုအတွက်စည်းလုံးညီညွတ်စွာပူးပေါင်းပါဝင်ရန်လည်းတိုက်တွန်းထားပါရခင်ဗျာဆလဘီတောင်ကုန်းမှာအာရကတက်တော်မိုင်းရှင်းလင်းရေးစတိုက်လှုပ်ဆောင်တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ် ကျောင်းကုန်းမြို့နယ်အတွင်းမီးမြုံမိုင်းနဲ့စစ်ကြံလက်နက်အန်တီအေကင်းရှင်းလင်းရေးလုပ်ငန်းများကိုအာရကတက်တော် AA ကဇက်တိုက်လှုပ်ဆောင်လျက်ရှိပြီးတော့အေဘီလာ9ရက်မှာလဲတောင်ကုန်းမြို့နယ်ရန်ခေါ်ရွာနာဝန်းကျင်မှာစစ်ကောင်စီတပ်ထောင်ထားခဲ့တဲ့မိုင်း204လုံးကိုရှင်းလင်းခဲ့ကြောင်း APM မှာဖော်ပြထားပါတယ်။မေလ10ရက်နေ့မှာလဲတောင်ကုန်းမြို့နယ်အတွင်းလူနေအိမ်များနဲ့လမ်းဘေးမှာစစ်ကောင်စီတပ်ထောင်ထားခဲ့တဲ့နေမိုင်းအလုံးကြီး22လုံးကိုအာရကစစ်တီတော်တို့ရှင်းလင်းနိုင်ခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။ အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောင်ຫນွေဦးရွှေဝါနဲ့ Car Shell တို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ